အပိုင်းတော့ဆောင်းမှာတော့ဖူးချင်ခန်ဓာတ်ကိုရလာပြီးတော့ဂျိုးပေါက်သွားတဲ့ကရုံးကဓာတ်နဲ့လေးစွမ်းကိုတုံးကဗေနာကြောက်တိုင်အောင်တစားစီဖြစ်သွားကိုခုတ်ဖြတ်ပြစ်လိုက်ပါတယ်ပြီးတော့ခုလိုကနဲ့ရိုင်းပါငါ့ကိုစောင်းနေလိုက်တော့လို့ပြောလိုက်ပြီးတမမလည်းဖူးချင်ခန်ဓာတ်နဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့မိုးဂျိုးဓာတ်ကအသက်ဝင်လာခဲ့ပါတယ်ဓာတ်မှာတော့စားခါကကြောင်းသွားတော့မှဖြစ်လို့အရင်လိုလိုက်ခဲ့ဖို့ခေါ်နေပြီးတော့ရိုင်းမှာတော့ခေါင်းမိုးပေါ်မှာခက်ခိုင်အောင်ခန်ဓာတ်တိုင်းလေးကျင်တာကြောင့်ဘာမှမကြားဖြစ်နေပါတယ်အဖွားစားခါကတော့ရိုင်းပါရဲ့ခက်ခိုင်ကပို့ပြီးတော့အားကောင်းလာပြီလို့ပြောနေခဲ့ပြီးဟုံမုံတရားဖို့ကြောက်တုံးတုံးနဲ့လှမ်းပစ်လိုက်ပါတယ် ။ဇိုင်းရိုင်းပါလဲအဲ့ဒါကိုဓာတ်နဲ့ရိုက်ထုတ်ပြလိုက်ပြီးတော့ပျော်နေတဲ့အချိန်စောစောကကြောင်တော့ကောင်းမော်ပြုတ်ကျသွားပါလိမ့်။အားတောင်စားခါတို့ကစိတ်ပြတ်သွားခဲ့ကြပြီးတော့ကြောင်ကိုရောက်တဲ့အခါမှာတော့ကောင်မလေးကချစ်စရာကောင်းလိုက်တဲ့ကလေးလေးဘာညာဝိုင်းပြောနေလို့ညာသားလေးလည်းဖီးတက်နေပါတော့လေ။အဲ့ဒီမှာကြောင်သားချိုးကရိုင်းပါကိုဖော်လိုမုံတုံးလုံးလေးလာပြခဲ့ပြီးတော့ရိုင်းမတော့ရေချိုးလုံးကစားခါရဲ့တုံးလုံးလေးကိုတွေ့ဘူးတာကြောင့်ရေမကုန်တော့ဘူးလို့ပြောလိုက်ပါလိမ့်။ဒါတောင်စားခါချက်သွားပြီးတော့နောက်ကနေဒုံနဲ့ရိုက်ဖို့လုပ်တဲ့အချိန်ရိုင်းမလဲ့တော့မကြည့်ပဲကျုပ်ကိုရိုက်ဖို့မလုပ်နဲ့လေးလို့လှမ်းပြောလိုက်ပါလိမ့်။ အချင်းចောင်းသားလေးတွေကပရင်ပေါက်ကနေတယောက်လာနေတာကိုကြည့်နေကြပြီးတော့ကောင်းမလေးဂျိုးလေးနဲ့ဘသူကြီးလဲလို့ဝိုင်းပြီးတော့ပြောနေခဲ့ကြပါလိမ့်။ရောက်လာတဲ့သူကတော့အရင်ကထက်ခန္ဓာကိုယ်ပိုတောင်တင်းလာပြီးတော့ဂျိုးပေါက်သွားတဲ့အုံနမာလူကရုံးမဲဖြစ်ကလက်ထဲမှာဓာတ်လက်ကိုကင်ထားပြီးတော့စောက်ကောင်လေးငါနဲ့တိုက်ဆန်းလို့စိန်ခေါ်လိုက်ပါတော့လေ။ဒါနဲ့ရိုင်းပါလေးပျော်သွားပြီးတော့ပရင်ပေါက်ကနေခုံစင်းကတိုက်ဖို့လုပ်တဲ့အချိန်အုံနမာလူကဖူးချင်ခံကိုဆွဲထုတ်လိုက်ပြီးတော့ရှုတ်ခနဲခုတ်လိုက်ကရိုင်းပါလေးအဲ့တော့မှဓာတ်အစီဖြစ်နေမှန်သိပြီးတော့လန့်သွားပါတော့လေ။ရိုင်းပါလေးဓာတ်ပြတ်သွားတာကြောင့်ရှောင်းနေရတဲ့အချိန်ဘေးနားမှာရှိနေတဲ့တန်ပိုက်ကိုယူလိုက်ပြီးတော့ ကရုံကတော့သူ့ရဲ့ဓာတ်ကိုအဲ့ဒီတန်ပိုင်လေးနဲ့ဓာတ်နိုင်မဲ့ထင်းနေရလားလို့ပြောလိုက်ပါတယ်ကရုံရဲ့ဓာတ်ကမြန်လုံးလာတာကြောင့်မကားနိုင်မဲ့ရှောင်းနိုင်မဲ့ရိုင်းပါပြီးပဲခံရပြီးတော့လက်တပတ်ထဲနဲ့နိုင်ယူနိုင်တယ်လို့လေးတိုက်လိုက်တာကြောင့်ရိုင်းမလည်းသူ့ရဲ့အောင်ခံကွက်ကိုတုံးလိုက်တာသူ့ကိုလာချဖို့စိန်ခေါ်လိုက်ပါတယ်ဒါနဲ့အိုနိုမာလူကလေးထက်မြန်တဲ့အရှိန်နဲ့ခုံချလိုက်ပြီးတော့ရိုင်းမလည်းဖက်နဲ့ကားလိုက်တာခမရဓာတ်ကိုမြင်နေရတဲ့အိုနိုမာလူလို့ပြောလိုက်ပါတယ်အိုနိုမာလူကဓာတ်ဆင်းတဲ့အသကုံခုတ်ပြီးမြရိုင်းပါတော့တန်ပိုက်နဲ့ကာကွယ်နေပြီးကရုံရဲ့မျက်နှာကိုတစ်ချက်ရိုက်ပစ်လိုက်ပါတယ်တို့နဲ့သူတို့ညောင်းတိုက်ပွဲကပြင်းထန်လာခဲ့ပြီးတော့အိုနိုမာလူက မင်းရဲ့စိတ်ပြစာကောင်းတဲ့တိုက်ကွက်တွေကဒါအကုန်ပဲလားလို့မေးလိုက်ပါလေပြီးတော့သူကသူ့ရဲ့လေးစွမ်းကိုသုံးလိုက်ပြီးတော့ဓာတ်ရဲ့ခါထိုးလိုက်တဲ့ရှိန်နဲ့ပြစ်လိုက်ကရိုင်းမလည်းဘာမှလုံးချိန်မရလိုက်ပဲလွင့်ထွက်သွားပါတော့တယ်ပြီးတော့လဲကျသွားတဲ့ရိုင်းမနားကိုသွားကသနားစရာကောင်းလေးမင်းရဲ့တန်ဖိုက်ကိုပြန်ကောက်လိုက်စမ်းလို့ပြောလိုက်ပြီးတော့တစ်ဖက်ကကြည့်နေတဲ့ចောင်းစရာတွေကတော့ရဲကိုအចောင်းကြားနေကြပါပြီအဲ့ချိန်ရိုင်းမသူ့စီကိုလွင့်လာနေတဲ့လေးကိုကာကွယ်နိုင်မှဖြစ်မယ်တွင်းပေါက်ပြီးတော့တိုက်ခိုက်နိုင်မှဖြစ်မယ်လို့ပြောနေခဲ့ပြီးတော့အုံနမာလူကခုတ်လိုက်တဲ့လေသားချက်ကိုတွန်းခံနေခဲ့ကတန်ဖိုက်တောင်ကွေးသွားခဲ့ရပါတယ် ီးတော့လွင်ထွက်သွားတဲ့ရိုင်းပါကိုဆုံးသတ်ဖို့အချိန်ကျပြီလို့ပြောလိုက်ပြီးတော့အပေါ်ကနေအိုနိုမာလူရှင်းနိုင်သွားပြီလို့မတတ်ပါနဲ့လို့လှမ်းပြီးတော့တားတဲ့စားခါတို့ကိုလေသားနဲ့လှမ်းပြီးတော့ခုတ်လိုက်ပါတယ်အားကြောင့်ចောင်းသားတွေကထွက်သွားခဲ့မယ်စားခါကတော့ထွက်မသွားပဲသူ့ကိုမတတ်ဖို့ပဲဇုတ်ပြောနေလို့ရိုင်းပါစားခါတော်ပါတော့ထွက်သွားပါတော့လို့ပြောနေခဲ့ပါတယ်အဲအချိန်အိုနိုမာလူကဓာတ်နဲ့လှမ်းခုတ်လိုက်တာကြောင့်စားခါကလည်းအော်အော်ရိုင်းပါလည်းတရားတော်မဲ့ချိန်မှာတကြောင်လုံးကပြတ်စီးသွားခဲ့ပြီးကံကောင်းခြင်းတော့လဒါလေးရှင်တို့စုကဲကကဲထုတ်ပေးသွားခဲ့တာကြောင့်ဂရုံးတယောက်တန်းလိုက်အော်ရင်းနဲ့ကြံနေခဲ့ပါတော့တယ် အဲ့ဒီမှာရိုင်းမသူရှုံးသွားလို့စိတ်ညစ်နေခဲ့ပြီးတော့ဝမ်းနေလို့ငိုနေတဲ့ချိန်ရိုင်းမဖေကပြောင်းလာခဲ့ပြီးတော့အမေငါသားလေးတော့ရင်ကျက်လာပြီဟာလို့ပြောနေခဲ့ပါတယ်ဒီလိုနဲ့အကြောင်းဆုံးပြောကြပြီးတဲ့နောက်မှာတော့ရိုင်းမဖေကအဲ့ဒီဓာတ်ရဲ့နာမည်ကလေဘလူးဆာမူရိုင်းရဲ့ဖူချင်ကန်ဓာတ်ဖြစ်တဲ့အကြောင်းကိုပြောပြခဲ့ပြီးစိုးရွားလုံးတို့ချိတ်ပိတ်ထားခဲ့မယ်အခုတော့လွတ်လာပြီပေါ့လို့ပြောလိုက်ပါတယ်အဲ့ချိန်ရိုင်းမအဖေဒါဆိုရင်အဲ့ဓာတ်နဲ့ရှင်မချနိုင်ဘောနော်လို့မေးလိုက်ပြီးတော့အဖေပြေသူကတော့ဖူချင်ကန်လေဓာတ်နဲ့ရှင်နိုင်မှာဆိုလို့လိုင်းချင်ကန်မိုးချိုးတာပဲရှိနိုင်မယ်လို့ပြန်ဖြေခဲ့ပါတယ် အိုက်သားကိုကိုင်းလိုက်တဲ့မိုးကောင်းငယ်ကမှောင်ကလျှက်စီမိုးချိုးဖြားရိတ်တွေပါဖြားထွက်လာပါလိမ့်မယ်လို့ပြောပြလိုက်ပြီးတော့လောလောဆယ်အိုက်သားရဲ့ပိုင်ရှင်ကအရင်ဆိုင်ဖိုးကြီးမီယာမိုတိုဖြစ်တဲ့အကြောင်းကိုပြောပြခဲ့ပါတယ်။ဒါတော့ရိုင်းပါလေအိုက်ဖိုးကြီးကဗမာလေးလို့မေးခဲ့ပြီးတော့အဖေဖေသူကတော့ဓာတ်အုပ်ရရင်တော့ကိုင်းနိုင်ဖို့ကနှစ်ချီလေးချီရတယ်လို့ပြောပြခဲ့ပြီးရိုင်းပါတော့ဘဏ္ဍနှစ်ကြာကြာဂူးမဆိုင်ဘူးဗျာဓာတ်ရှိတဲ့နေရာသာပြောပြဆိုလို့တန်ကူးတောင်မှရှိတယ်ကွာလို့ပြောပြလိုက်ပါတယ်။အန်ကြမှာတော့ဂရုံကမှန်ကြီးနဲ့ရိုးဂရုံမဟုတ်ပဲဘလူးဂရုံဖြစ်သွားတဲ့အတွက်သူ့ကိုယ်သူကျင်းနဲ့နေခဲ့ပြီးတော့ဓာတ်ရဲ့အစွမ်းတွေကိုစမ်းသပ်ကြည့်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတော့တယ်။ နောက်နေ့မနက်ရောက်တဲ့ခါမှတော့ရိုင်းဘက်ကစားခါကိုခါခဲတူလိုက်ရဲ့ကြောပေါ်မှာကျိုးတုတ်ကခေါ်သွားခဲ့ပြီးတော့စားခါတော့တန်ကူတောင်းတကိန်းသွားမလို့လားဟာလို့မေးလိုက်ပါတယ်။ရိုင်းမလည်းဟုတ်တယ်လေးလို့ပြောလိုက်တာတော့စားခါလည်းကဲကြပါအောင်ရှင်လို့ဩကာပါသွားခဲ့ပါတော့တယ်။တော်လေးရောက်တော့ညဝေအင်ဂျင်နဲ့စားခါရှုံးပွက်တွေပေကုန်လို့တွတ်တွတ်နားပူနေခဲ့ပြီးရိုင်းမလည်းသူလာတဲ့သူမရဲ့အင်ဂျင်နဲ့စကားကိုဆွဲထုတ်လိုက်ကရောအင်ဝစ်ဆိုပြီးတော့ပေးလိုက်ပါတယ်။အားနဲ့စားခါလည်းဝစ်စရာရှိတာဝစ်လိုက်ပြီးတော့ရိုင်းမတို့ကတော့မနက်စာစားဖို့တခုခုသွားဖမ်းအောင်မယ်လို့ပြောလိုက်ကတင်ပင်ပေါ်ကနေတော့တစုံတစ်ယောက်ကမျက်လုံးဖြူကြီးတွေနဲ့စိုက်ကြည့်နေခဲ့ပါတယ်။ ဒုနဲ့ခဏနေတော့ဝက်ကြီးတကောင်ဒုတ်ထိုးကကင်းစားနေခဲ့ကြပြီးမျက်နာလွှဲလိုက်ကြတဲ့အချိန်မှာအဖိုးကြီးမီယာမိုတိုကဘတ်ကနဲတကောင်လုံးကိုမာသွားခဲ့ကရိုင်းပါတော့ခုလိုကနဲစားလိုက်တာလို့ထင်နေခဲ့ပါတယ်။နောက်တော့မှအဖိုးမီယာမိုတိုစားလိုက်တဲ့ကြောင်းသိလိုက်ရပြီးတော့ရိုင်းမသားတို့ကိုဆွဲကထုတ်လိုက်တဲ့အချိန်အဖိုးမီယာမိုတိုကဆင်းလာခဲ့ကမင်းတို့ဒီကိုဘာလာလူကြတာလဲလို့မေးလိုက်ပါတယ်။အားကြောင့်ရိုင်းပါအတန်ကြီးတက်နေတဲ့အဖိုးကြီးမီယာမိုတိုစီကလိုင်းခါချင်သားကိုလာယူတာဖြစ်တဲ့ကြောင်းပြောပြလိုက်ပါတယ်။အဲစကားတော့မီယာမိုတိုလည်းရိုင်းပါရဲ့ပုံစံကိုခြေဆခေါင်းဆုံးကြည့်လိုက်ပြီးတော့ အထင်သေးနေခဲ့ကဇာခါကတော့ဓာတ်ကိုရတာနဲ့ရှင်းမနှောက်ရတော့ပဲချက်ချင်းထွက်သွားပြီးမဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။ဒါကြောင့်မြာမိုတိုလည်းကဲဓာတ်ဆိုလည်းပြီးအောင်လိုက်ခဲ့ဆိုပြီးတော့သူနေတဲ့တစ်ပင်ကိုခေါ်သွားခဲ့ကဓာတ်သမားရဲ့တယောက်ပြီးတယောက်လိုင်းခါချင်းကိုအရာကြီးကိုစူးစားခဲ့မဲ့ငားရလောက်မှရှုံးနေကုန်ကြပြီးတော့ဖုံမုံဖြစ်နေပြောင်းလဲကုန်ကြတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။ရိုင်းမာတို့ဦးကြောင်ကြောင်နဲ့အခုမှဩဒါဆိုခမရမြာမိုတိုပေါ့လို့ပြောလိုက်ပြီးတော့မြာမိုတိုကလည်းငါတလောက်တလန်းလုံးပြောလာတော့မင်းကမသိသေးဘူးလားလို့ပြောလိုက်ကအေးမသိရင်မှတ်ထားငါနာမည်ကမြာမိုတိုမူဆာရှိကွာလို့ပြောပြလိုက်ပါတယ်။ မြန်မာ့မူစာရှိစွာတကယ်အပြေမှာရှိခဲ့တဲ့ဂန်ဝင်ပြိုင်ပကင်းဆာမူရိုင်းကြီးဖြစ်ပါတယ်။ဇာခါတော့ဒါနှချောင်းကိုင်တဲ့ဆာမူရိုင်းကြီးမှန်းသိတာကြောင့်အံ့ဩနေခဲ့ပေမဲ့အညာသားလေးရိုင်းပါတော့အဲ့ဒါဘာကောင်လဲမသိဘူးဗျာဒါအသာထုတ်ပေးကြီးချနေလို့တေးတောင်ပြောမပြဘူးကွာလို့ပြောလိုက်ပါတယ်။အချိန်မှာဇာခါမလဲမကန်အကြောင်းပြန်မဆိုင်ထားတယ်။လိုင်းချင်ကန်ဓာတ်ကိုတွေးလိုက်ပြီးတော့ဓာတ်ကိုဆွဲထုတ်လိုက်တော့မိုးချိုးပြစ်ချခံလိုက်ကတကူလုံးမဲတူးသွားပြီးတော့မြန်မာ့မတို့ကမကောင်းတဲ့လက်နဲ့ကင်ပြီးတဲ့သူတိုင်းဓာတ်ကမိုးချိုးနဲ့ပြစ်တတ်တယ်လို့ပြောပြခဲ့ပြီး ဇာခါတော့ဒါဆိုကျွန်မကိုမကောင်းတဲ့လို့လို့ပြောနေရပေါ့လို့ပြောပြီးတော့ဇကားတွေများနေခဲ့ကြပါတယ်။ဒါမဲ့အဲ့ချိန်နောက်ကရိုင်းပါဓာတ်ကိုဆွဲထုတ်ရင်ဒါလေးပါလာခဲ့တာကြောင့်မိအောင်မတို့တယောက်လည်းအံဝန်းသွားခဲ့ရပါတယ်။တကယ်တော့အဲ့ဓာတ်ကနှစ်ပေါင်း400တိတိထိုက်တန်သူမရှိလာခဲ့တာဖြစ်ပြီးတော့မိအောင်မတို့လိုဂန်တွင်ဓာတ်သမားကြီးတောင်ဆွဲမထုတ်နိုင်ခဲ့တဲ့ဓာတ်ဖြစ်ကခုချိန်မှာတော့ဆယ်နှစ်တောင်မပြည့်သေးတဲ့ကလေးလေးကဆွဲထုတ်ပြစ်နိုင်သွားခဲ့ပါပြီ။ဒါကြောင့်မိအောင်မတို့လည်း Ono Blue ကြီးကဘာကိုမကြီးဆိုးလာခင်ရိုင်းပါကိုသူ့ရဲ့လက်အောက်မှာထားကကဘာဆွမ်းအကြီးဆုံးစာမူတိုင်းကြီးဖြစ်လာအောင်လေ့ကျင့်ပေးလိုက်မယ်ဟဲ့ဆိုပြီးလှည့်ကြည့်လိုက်တော့ ရိုင်းမကကြည်အောင်အေးငါတန်တားလာဆာမူရိုင်းကြီးဟာလို့အော်နေတာကိုတွေးလိုက်ရပါတယ်ပြီးတော့ဒါကရိုင်းမရဲ့ကိုထက်၄နေအောင်မသုံးနိုင်သေးပဲမြာမိုတော်ကဒါကိုသုံးမှုတွက်ဆိုရင်နှစ်ပေါင်းရာချီ၄ကျင်းရမယ်လို့ပြောခဲ့ပြီးတော့အထဲကမိုးကြိုးစွမ်းကိုသုံးမှုတွက်ဆိုတော့ဒါနဲ့ထိုက်တန်တဲ့စိတ်ဓာတ်ကိုတတ်သေးပြမှာဖြစ်လိမ့်မယ်လို့ပြောလိုက်ပါတယ်ဒါမဲ့ဆရာမရိုင်းမဒါတွေကမိုးကြိုးနတ်ဖျားကိုစိန်ခေါ်နေလို့မိုးကြိုးနတ်ဖျားဝင်ပူးသွားခဲ့ပြီးတော့နေရာကလိုက်ဖြတ်ဆီးနေခဲ့ကနောက်ဆုံးမှာတော့ပါဇက်တန်ရန်လို့မိုးကြိုးနတ်ဖျားဝင်ပူးသွားတဲ့ရိုင်းမကိုမြာမိုတော်ကခြေထောက်နဲ့ကမ်းပြီးတော့အဆုံးသတ်ပေးလိုက်ပါတယ် တပတ်ကကရုံအိုနိုမာလူကတော့ကျန်းစာတွေကိုဖတ်ကြည့်နေပြီးဖူဂျင်ကန်လိုနောက်ထပ်ဓာတ်ချောင်းရှိနေအောင်တိလိုက်ရကဓာတ်ကိုပိုင်လူဖို့အတွက်စူးစမ်းပါတော့တယ်တပတ်မှာတော့ရိုင်းပါသတိဝင်လာခဲ့ပြီးတော့စားကစေးသွားခဲ့ရကမီယာမိုတိုကလိုင်းချင်းခန်ကိုအတုံးချဖို့ဆိုရင်နီလန်နှစ်ခုပဲရှိပြီးတော့တခုကကိုယ့်ရဲ့ရဲစွမ်းတတိနဲ့ဓာတ်ကိုအနိုင်ကကန်ဆောင်တာနဲ့ဓာတ်ကိုကိုအနိုင်သွားပြီးတော့ဘလူးတကောင်ဖြစ်စေတာတွေပဲလို့ရှင်းပြလိုက်ပါတယ်အဲဒါကြောင့်အိုနိုမာလူကဘလူးတကောင်ဖြစ်ပြောင်းလဲသွားခဲ့တာပဲလို့ပြောလိုက်ပြီးတော့ရိုင်းပါကရောဘယ်လန်းကိုလိုက်မလဲလို့မေးလိုက်တာပါအဲဒါကြောင့်ရိုင်းပါလည်းပြောစရာတော့လိုနေသေးလို့လား ကျောက်ကမိုးကျိုးနတ်ဖျားကိုနိုင်ယူပစ်ပြီးတော့ဓာအုပ်ကိုင်းဆောင်ကအုံနမာလူကိုအဆုံးသတ်ပြစ်မှာပြလို့ပြောလိုက်ပြီးဇလန်းပိုင်းလေးကလည်းဒီနေရာမှာဆုံးသတ်သွားပါတယ်ခင်ဗျာ။